ပတ်စံတန်တထောင်ဝင်ရှာခဲ့ပြီးဘလိုနေရာတွေမှာဘလိုအသုံးပြုခဲ့ရဲဆိုတာမသိဘူးဆိုရင်တော့သင်အတွက်ပါကြိုးမှမရှိပါဘူးလို့ဆရာဝန်တူကပြောထားပါဗျ။ဒါမှမဟုတ်တချို့လူတွေအတွက်ကကျမ်းမာရေးကောင်းမွန်ပြီးအုံနောက်အာယုံကြောနဲ့ပတ်သက်တဲ့ပြဿနာရှိနေတာကြောင့်ကိုခန္ဓာကိုမလှုပ်ရှားနိုင်ဘူး။အုံနောက်နဲ့အာယုံကြောကလူတစ်ယောက်အတွက်အရန်အရေးပါပါတယ်။ဒီနေ့မှကျမကအုံနောက်အာယုံကြောနဲ့မှတ်ဉာဏ်များကို ထောက်ပံ့အားပေးတဲ့ဖြစ်ဆွက်အစားအစာတခုကိုမိတ်ဆက်ချင်ပါတယ်။ဒါကတော့ flow ဖြစ်ပါတယ်။ flow ထဲတွင်ပါဝင်တဲ့ပထမပစ္စည်းက cooling bitter trade drop ဖြစ်ပါတယ်။ flow ကအုံနောက်မှညံတဲ့လိလာမှုကိုထောက်ပံ့အားပေးပါတယ်။ပြီးတော့ဇရာအကျိုးယောဂမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ flow တွင်ပါဝင်တဲ့ဒုတိယပစ္စည်းကတော့ Ginkgo biloba ဖြစ်ပါတယ်။ Prostar cycling track တိစောက်မှုကိုအားပေးပြီး nitric oxide track ကိုထွက်လာအောင်တိုက်တွန်းပါတယ်။ nitric oxide သည်အုံနောက်အတွင်းရှိသွေးကြောကျွတ်သားလျှော့လိုက်ခြင်းကိုအထောက်ပံ့ဖြစ်စေပြီးအုံနောက်တွင်သွေးလည်ပတ်မှုကိုလည်းအားကောင်းအောင်ကူညီပေးပါတယ်။တတိယပါဝင်ပစ္စည်းကတော့ ဂူဂျီဘယ်ရီဖြစ်ပါတယ်။အကောင်ဆုံးတက်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။အာယုံကျော်ဆဲလ်ယူရွေးခြင်းကိုကောက်ွယ်ပေးတဲ့အပြင်တင်ယူလေ့လာမှုကိုအကောင်းစေပါတယ်။စတုဒ္ဒပါဝင်ပစ္စည်းကတော့ blueberry သည် address ဖြစ်ပါတယ်။တက်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီးအာယုံကျော်ဆဲယူရင်းချင်းကိုလျှော့ကြစေပါတယ်။ပြစ်စမပါဝင်ပစ္စည်းကတော့ L-carnitine ဖြစ်ပါတယ်။ L-carnitine က acetylcholine drug တိဆောက်တဲ့ amino acid ဖြစ်ပါတယ်။ မညံအုံနောက်အာယုံကျော်ကိုထောက်ပံ့အားပေးပြီးအုံနောက်ဆဲပြည့်စုံမှုကိုအမြင့်ဆုံးကားွယ်ပေးပါတယ်စထမပါဝင်ပစ္စည်းက Phosphor Titer Series ဖြစ်ပါတယ်အုံနောက်မေးကိုထောက်ပံ့ပေးပါတယ်ဒါအပြင်မညံတဲ့အုံနောက်ကိုဖွံ့မျိုးတိုးတက်အောင်တိုက်တွန်းတဲ့ Drug တစ်မျိုးလည်းဖြစ်ပါတယ်စထမပါဝင်ပစ္စည်းကတော့ Gracie Extra ဖြစ်ပါတယ် အမြင့်မဆုံးလုံဆောင်ချက်ဖြစ်သော bioflavonoid အဖွဲ့တွင် ရှိပါတယ်။ bioflavonoid သည်အသေးစားမော်လီကျူးဖြစ်တဲ့တက်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။အာယုံကြောဆဲကိုယိုယွင်းခြင်းကိုလျှော့ချနိုင်ပါတယ်။ flow ဖြစ်ဆက်စာကိုသုံးဆောင်ပါကအကျိုးစရာယောဂမဖြစ်ခြင်း၊အုံနှောင်းလုံဆောင်ချက်ကိုထောက်ပံ့ခြင်း၊မျက်ညံအားကောင်းမွန်ခြင်း၊လေ့လာမှုစွမ်းရည်ကောင်းမွန်ခြင်းတို့ကိုရရှိမှာပါ။တောက်သုံးရက်နီးလန်းမှာ မနက်စာမစားခင်တစ်လုံးတို့မဟုတ်နှလုံးတောင်းနိုင်ပါတယ်။ဖလူးကဘသူတွေနဲ့တင်တော်တယ်လဲ။လူအုပ်စု၃မျိုးနဲ့တင်တော်ပါတယ်။အုပ်စု၁ကအသက်၈22နှစ်ရှိအရွယ်ဖြစ်ပါတယ်။ဖလူးကအုံနောက်ဖွင့်မျိုးတိုးတက်မှုကိုတိုက်တော်ပါတယ်။မညံကောင်းစီတယ်။အုပ်စု၂ကအသက်25 59နှစ်ရှိလူလက်အရွယ်ဖြစ်တယ်။ဒီအဖွဲကအုံနောက်ကိုအများကြီးသုံးဆွဲတဲ့အရွယ်ဖြစ်ပါတယ်။ အုံနှောင်းတဲ့အာယုကျော်ကိုလည်းထောက်ပံ့အားပေးပါတယ်။ပြီးတော့အုပ်စုသုံးမှာအသက်60နှစ်အထက်ပိုများတဲ့အိုမင်းအရွယ်ဖြစ်ပါတယ်။ဒီရွယ်ပိုင်းခြားကတော့အုံနှောင်းဆဲအားနည်းလာတဲ့အရွယ်ဖြစ်ပါတယ်။ဒါကြောင့် flow ကမှညံတဲ့အုံနှောင်းဆဲကိုထောက်ပံ့ပြီးဇရာကျူယောဂကိုလည်းကာကွယ်ပါတယ်။အုံနောက်နဲ့အာယုံကျော်ဘလို့အရေးကြီးတာလဲသိရှိပြီးဆိုရင်တော့မိ쇠တို့ရဲ့အုံနောက်ကိုထောက်ပံ့ဖို့ Flu cũng đi nhanh, tàu đồng bộ mà mềm bàn đấy.